မြန်မာနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်လာတဲ့တရုတ်နိုင်ငံသား15ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံအပါအဝင်အင်းကြီးချင်းနိုင်ငံတချို့ကိုတဆင့်ကန်ဖြတ်တမ်းပြီးမြန်မာနိုင်ငံအတွင်းကိုနေဆက်လမ်းကြောင်းတွေကနေတဆင့်တရားမဝင်ဝင်ရောက်လာပြီးကရင်ပြည်နယ်မြောက်ရီရွှေကောက်ကောမဲထော်တလေခေခေပါကနဲ့ ကြောက်ခက်နေမြေကအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလေလံမှုတွေဒုစရိုက်မှုတွေကျွလွန်ခဲ့ကြတဲ့တရုတ်နိုင်ငံသား15ဦးကိုအော်တိုဝါ19ရက်မှာထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါဗျ။2025ခုနှစ်ဇန်နဝါရီ30ရက်ကနေအော်တိုဝါ19ရက်အထိ မြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း9,552ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ၎င်းတို့အနက်9,338ဦးကိုထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစနစ်တကျပြင်းထန်လွှဲပြောင်းပေးခဲ့ပြီးကျန်ရှိတဲ့ပြည်ပနိုင်ငံသား214ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသိအဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့သိရပါတယ်။